သတိပဋ္ဌာန်တရားပွားရဲဆိုတာကိုယ်ခန္ဓာမှာဖြစ်เสียအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်ဖြစ်ပေါ်နေတဲ့ယုံ nant သဘာဝတရားတွေကိုဖြစ်နေတဲ့အတိုင်းတိတိနေတာကိုပြောတာမြတ်စွာဘုရားကသတိပဋ္ဌာန်တရားပွားများဖို့သင်ပေးတဲ့နေရာမှာအနာပါနကမ္မဋ္ဌာန်းကိုအရင်ဆုံးသင်ပေးခဲ့တာအနာပါနကမ္မဋ္ဌာန်းဆိုတာဝင်လေထွက်လေပုံမှာ ဝင်တိုင်းထွက်တိုင်းသတိထားပြီးဝင်မှန်းထွက်မှန်းတိနေအောင် လုပ်နေတဲ့အလုပ်ပါဝင်လေလေးဝင်သွားတယ်အဲ့ဒါကိုတိနေလိုက်တယ်တခါထွက်လေလေးထွက်သွားတယ်အဲ့ဒါကိုတိနေလိုက်တယ်ဘယ်လိုတိနေရမှာတော့ဝိဘူရှိတော်ဘုရားကြီးလွယ်ကူအောင်သင်ပေးထားတာရှိတယ်ဝင်လေလေးဝင်သွားတဲ့အခါဝင်လေလေးဟာနာသီးဝတနေရာရာကို ထိခိုက်ပွတ်တိုက်ပြီးဝင်သွားလိမ့်မယ်အဲ့ဒီထိသွားတဲ့သဘောလေးကိုသိနေလိုက်ပါထွက်လေလေးထွက်သွားတဲ့အခါမှာလေထွက်လေလေးဟာနာသီဝတဏှာရာကိုထိခိုက်ပွတ်တိုက်ပြီးထွက်သွားလိမ့်မယ်အဲ့ဒီထိသွားတဲ့သဘောလေးကိုသိနေလိုက်ပါဝင်လေဝင်တိုင်းထီမယ်ထီတိုင်းတီမယ် ွက်လေထွက်တိုင်းထီမယ်ထီတိုင်းတီမယ်ဝင်လေထွက်လေကြောင့်ဖြစ်ပေါ်နေတဲ့အဲ့ဒီထိမှုသဘောကိုဒလဇက်လိုက်တီနေမယ်ထီတဲ့နေရာလေးကိုစိတ်ဆန်းဟိုက်ပြီးထီတိုင်းထီတိုင်းတိတိနေအောင်ကြိုးစားပါစေအေးအေးထားပြီးလုပ်ပါစိတ်တွေကိုတင်းမထားပါနဲ့ လေးထွက်လေးကိုနှေးအောင်မြန်အောင်လုပ်ပြီးတော့လည်းမရှိပါနဲ့သူ့အတူပုံမှန်လေးဝင်ထွက်နေပါစီကိုကထိတဲ့သဘောလေးကိုအေးအေးဆေးဆေးလိုက်တည်နေပါဘာတောင့်တမှုမှမရှိပါစီနဲ့ဘာကြောက်ကြမှုမှလည်းမရှိပါစီနဲ့အာဝမလည်းမမျောလင့်ပါနဲ့အာမလည်းမရှိဦးပါနဲ့ ေးအေးစီစီချမ်းချမ်းသာသာကြိုးစားပါတရားရှုမှတ်တယ်ဆိုတာကိုယ်ဘဝကိုယ်ခန္ဓာရဲ့အကြောင်းကိုအမှန်သိဖို့အတွက်လုပ်နေတာပါဘဝဆိုတာမတည်မြဲတဲ့သဘောတွေဖြစ်နေတာအနိစ္စသဘောတွေပါမကောင်းမွန်တဲ့သဘောတွေဖြစ်နေတာဒုက္ခသဘော အရှိုးမရတဲ့သဘောကြီးဖြစ်နေတာအနတ္တသဘောကြီးမှာအဲ့ဒီအခြေအနေမှန်လေးကိုကိုယ်တိုင်သိအောင်လို့တရားရှုမှတ်နေရတာအဲ့ဒီအခြေအနေမှန်လေးကိုသိဖို့အတွက်ဒီဝင်လေးတော်လေးကြောင့်ဖြစ်ပေါ်နေတဲ့ထိမှုသဘောကိုဒလဇက်လိုက်တည်နေအောင်ကြိုးစားကြည့်ပါ သိเสียရှိတာကိုသူ့အတူသိလာပါလိမ့်မယ်ကိုလိုကိုတောင်ကထိတာကိုသိနေမှာပါဝန်တိုင်းထိတယ်ထိတိုင်းသိမယ်ထွက်တိုင်းထိတယ်ထိတိုင်းသိမယ်ဒါဘယ်အေးအေးစီစီလုပ်နေမှာ ထိတာရုပ်သဘာဝပါတိတာနံသဘာဝပါယုံနံသဘောတွေပဲဖြစ်ပေါ်နေတာပါပုဂ္ဂိုလ်တ ত্ত্ব ာမရှိပါလားယုံနံသဘာဝတရားတသက်ပဲဖြစ်ပေါ်နေတာပါလားဆိုတာဘယ်သူမှမေးစရာမလိုပါဘူးကိုယ့်ဟာကိုယ်သိလာပါလိမ့်မယ်ကိုယ့်အလောကထိတာဟုတ်လားထိတိုင်းထိတိုင်းမမေးမလို့ရော တည်တည်နေအောင်ကြိုးစားနေပုံပါတည်စရာရှိတာသူ့အတူတည်သွားမှာပါတည်ကျင်လိုက်တာလို့လဲဆန္ဒတွေစောပြီးမမျောပါနဲ့အားလုံးဟာအကြောင်းအကျိုးသဘောတွေရှိပါကိုကတည်ကျင်လို့တည်တဲ့အရာတွေမှမဟုတ်တာတည်စရာအကြောင်းရှိမှတည်အောင်လုပ်မှတည်တာ ိုကသိကျင်သည်ဖြစ်စေမသိကျင်သည်ဖြစ်စေသိတဲ့အကြောင်းတရားကိုလုံနေရင်သူ့အတူတည်သွားမှာပဲသိစရာအကြောင်းတရားဆိုတာခုကိုလုံနေတဲ့ထိမှုကိုတလဆက်သိအောင်လုံနေတဲ့အလုပ်ပဲအဲ့ဒီအလုပ်ကိုလုံနေခြင်းကိုကအသိဉာဏ်ဖြစ်ပေါ်လာရင်အကြောင်းတရားပဲ ရောင်းရှင်ကျိုးတရားဆိုတာဖြစ်လာမှာမဖြစ်ပါနဲ့ဆိုလို့တော့မရကိုရတာထိတာကိုတတိပီးတတိဒလဇက်တိနေအောင်လာကျိုးတာဥက္ကတ္တဝါသဘောမပါရင်ယုဒိနံနေပဲဖြစ်ပေါ်နေတာပါလားဆိုရင်နမရူပပြိစီတဉ္ဇအတိကိုရလာမှာ ြည်သဘာဝတရားတွေဟာအကြောင်းအကျိုးသဘောတွေပါလားဆိုတာကိုလည်းသိလာမှာပဲပြည်စရာပရိကညာပေါ့အမှန်ကိုသိရင်သိတယ်လို့စိတ်ဟာငြင်းအေးလာမှာပဲချမ်းသာလာမှာပဲဒုက္ခပညာရပြည်လာပေါ့လို့ယေရှုဘုရားဟောထားတာပဲဝါခဏရဲ့အကြောင်းကိုအမှန်သိခြင်းဟာချမ်းသာတယ် ဒါပေမဲ့တရားလုပ်နေတဲ့အချိန်မှာတော့အသိဉာဏ်ကိုရခြင်းလိုက်တာချမ်းသာခြင်းလိုက်တာဆိုတာဒီမလာပါခြင်းနေကိုကကိုလို့ကိုလို့နေဖို့ပဲကိုလို့ကပါလေဝန်တိုင်းထီထီတိုင်းတည်ဖို့ပါထွက်တိုင်းထီထီတိုင်းတည်ဖို့ပါတရားမှတ်တဲ့လူဆိုတာ ုတောင်ကဘာလဲဆိုတာကိုသိဖို့လိုတယ်။စေရဲ့ဉာဏ်ကြောင့်ချမ်းသာကြောင့်ဒီလံကောင်းတရားတွေကိုဟောဖို့ရကမြတ်စွာဘုရားရဲ့တောင်းဝန်တဲ့။ဟုတ်တာပေါ့ဘုရားမှာပဲပမကံကအကုန်စင်သိနိုင်တာပေါ့။မြတ်စွာဘုရားဟောတဲ့အတိုင်းလုပ်ဖို့လေ့ကျင့်ဖို့ကချမ်းသာခြင်းညာတဲ့တာဝကရဲ့တောင်းဝန် ချမ်းသာခြင်းဆိုတဲ့အကျိုးရလက်ကြီးကိုပြီးဖို့ကြတော့သူတော်ကောင်းတရားရဲ့တောင်းဘလောက်တဘာဝကြတော့ချမ်းသာဖို့ကဘုရားတောင်းလည်းမဟုတ်ဘူးကိုယ်တောင်းလည်းမဟုတ်ဘူးတရားရဲ့တောင်းအဲ့ဒီတော့ကိုယ်ကကိုယ်တောင်းကိုကိုကြည့်ပြန်လို့ဖို့ပဲ